စာကေနပရိဘောကေနဖြတ်တနေနတယောခေယတေတံပထမခယောဝပတ္တထောဓမ္မဒတိနာတဲ့အတိဗေယဘာပြောတာလဲဆိုတော့လောကမှာကုန်ခန်းခြင်းဆိုတာ၃မျိုးရှိတယ်တဲ့စာကေနသူများကိုပေးကမ်းလိုက်လို့လှူဒန်းလိုက်လို့စွန့်ကြဲလိုက်လို့ကုန်သွားတာလည်းရှိတယ်တဲ့ ဟုတ်တာပေါ့ပေးရင်တော့ကုံသွားတာပဲပေးသလောက်ကုံသွားတာပေါ့နော်ပရိဘောဂေနာတဲ့ကိုယ်အတွက်ကိုမိသားစုအတွက်သုံးဆောင်ဖို့ဝယ်ချမ်းပြီးတော့သုံးဆွဲလိုက်မယ်ဆိုရင်လည်းကုံသွားတာပဲတဲ့ကိုရဲ့စာဝတ်နေရမိသားစုရဲ့စာဝတ်နေရအတွက်ကိုရှာဖွေထားတဲ့ဥစ္စာပစ္စည်းကိုသုံးကြရတာရှိတယ်အဲ့ဒါလို့သုံးလို့ကုံသွားတာလည်းရှိတယ်တဲ့ စာကေနပရိဘောကေနဗျက်တနေနတဲ့ဗျက်တနတရား၅ပါးလို့ကြားမယ်နော်ဗျက်တနဆိုတာပျက်စီးတာအမျိုးမျိုးသောအကြောင်းကြောင့်ကိုယ်အလိုမကြဘဲနဲ့ဥစ္စာပျက်စီးဟာပျက်စီးသွားတတ်သေးတယ်ရေမျောလို့မေးလောင်လို့မင်းစိုးမင်းကြီးကတိန်လို့နော်တခိုးသမီးကလူယူလို့ဖြက်စီးလို့ကိုယ့်ရဲ့အမွေခံသားစုသမီးစုကိုကိုယ်ကိုမချစ်မနစ်သက်သူအစားရှိတဲ့ အမျိုးမျိုးသောရံသူတို့ကြောင့်ကိုယ့်ရဲ့ဥစ္စာပစ္စည်းဟာပျက်စီးသွားတတ်သေးတယ်။အဲ့ဒါပြတ္တနာတရားနဲ့ဂျုံတို့ပျက်စီးတာ။အဲ့တော့ကုန်ခန်းခြင်းဆိုတာလောကမှာအဲ့ဒါလို၃မျိုးရှိတယ်။ပေးလို့ကုန်နာရဲ့၃ဆောင်လိုက်လို့ကုန်နာရဲ့ပျက်စီးမှုဂျုံလို့ဖြည့်စီးမဲ့အရာနဲ့တွေ့လို့ကုန်သွားတာရဲ့ဆိုပြီးတော့ကုန်ခန်းခြင်းတရား၃မျိုးရှိတယ်တဲ့။ အဲ့ဒီကုန်ခန်းခြင်း၃မျိုးထဲမှာတေတံပထမခယောဝပထမကုန်ခန်းခြင်းလို့ဆိုရတဲ့စာကပေကန်းစွန်ကျဲလှူဒန်းခြင်းကြောင့်ဖြစ်ပေါ်သွားတဲ့ကုန်ခန်းခြင်းဟာအမျက်ဆုံးပဲတဲ့အဲ့ဒါလို့ဓမ္မတတိနာတရားသိမြင်ဘုရားရှင်ကိုတော်မြတ်ကြီးများကပသက်တော်ချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါလေးကစဉ်းစားတဲ့အကောင်းတယ်နော်အမျိုးမျိုးသောအကြောင်းကြောင့်နော်ရထားရင် တချိန်ကြတော့လေကုံသွားတာပါပဲဖြစ်လာပြီးရင်ပြတ်သွားတယ်ဆိုတာမျိုးလိုပဲရပြီးရင် ကုံသွားတာပဲတချိန်ချိန်တော့ကုံသွားရမှာပဲဟုတ်လားအဲ့ဒါလိုကုံခန်းခြင်းအမျိုးမျိုးနဲ့တွေ့ကြုံတတ်တဲ့ဒီပြည်စုံခြင်းကိုဘုန်းဘုန်းတို့တွေဟာပေးကမ်းခြင်းဖြင့်ကုံခန်းတဲ့အနေအထားမျိုးလေးတွေဖြစ်အောင်ကြိုးပမ်းအထောက်ဖို့လိုမယ်ပေါ့အဲ့လိုပေးကမ်းလို့ကုံသွားတဲ့ကုံခန်းခြင်းမျိုးကိုဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်တဲ့ဘာလို့ချီးမွမ်းတာတော့ဆိုတော့ သူဟာပြစ္ဆုတ်ပံတန်တရာမိမိအတွက်ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့ဥစ္စာပစ္စည်းလို့ဖရာချီးမွမ်းပြီးတော့ဟောတဲ့ယရနာထိုက်တဲ့တန်ဖိုးရှိတဲ့အရာလေးတစ်ခုဖြစ်သွားလို့ပဲနော်စာကားဆိုတာဘုရားရှင်ကိုရောမြတ်ကြီးချီးမွမ်းတော်မူတဲ့ဥစ္စာပစ္စည်းကြီး5မျိုးထဲမှာတစ်မျိုးအပါဝင်မဲ့မဟုတ်လား တတ္တဒဏံသီလဒဏံဟိရိဥတ္တပိယန္တဏံသုတ္တဒဏေသသာဘောဇပညာဝေတတ္တမန္တဏံပညာရှိသူတော်ကောင်းကြီးတွေကအလုံးကိုတန်ဖိုးကြီးမားတဲ့အတွက်ကြောင့်ဒီစိတ်ရဲ့အည်သွေးခုနှစ်မျိုးကိုဥစ္စာပစ္စည်းများနဲ့ခိုင်းနိုင်ပြီးတော့တန်ဖိုးထားလိုက်တဲ့ယရနာတွေအနေနဲ့နောက်ချီးမွမ်းခဲ့တဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးတတ္တဒဏံသီလဒဏံဟိရိဥတ္တပိယန္တဏံ ုတ္တတဏ္ဍစာစာဃောစပညာဝေတတ္တမတဏ္ဍဥစာပစ္စည်းဘယ်နှမျိုးတော့9မျိုးဒီဥစာပစ္စည်း9မျိုးနဲ့ပတ်သက်ပြီးတော့ယသောဗျာလက်ထက်က ဖြစ်ပျက်လေးတခုဖြစ်ပျက်ခဲ့ဦးလာရှိတယ်တနေ့မြတ်စွာဘုရားစီတော်ကြောင်းလိုက်တော်မှာသတင်းသုံးတော်မူစဉ်ကောသလမင်းကြီးရဲ့အမတ်တယောက်ဖြစ်တဲ့ဥက္ကလို့အမည်ရတဲ့အမတ်ကြီးတယောက်မြတ်စွာဘုရားထံတော်မောက်အချမ်းရံနေနဲ့ရောက်လာပြီးတော့ မြတ်စွာဘုရားကိုစကားတခုလျှောက်တယ်တဲ့။ဘာလျှောက်တုံးဆိုတော့မြတ်စွာဘုရားရောဟဏတတိရဲ့မြေးဖြစ်တဲ့မိဃာရတတိဟာအလွန်မှချမ်းသာကြွယ်ဝတယ်ဗျာ။အမိဃာရတတိဆိုတာဝိတာခကြောင်းမကြီးရဲ့ရောက်ခမဟုတ်လား။ဝိတာခကိုမိဃာရမာတာလို့တောင်ခေါ်ကြတာရှိသေးတာ။ဟုတ်ဟုတ်လားတရားတီးဖို့အတွက်ဒီချွေးမကသူ့အများကြီးအကျိုးကျေးဇူး လုတ်ပေးတဲ့အကျိုးကျေးဇူးရှိအောင်လုတ်ပေးတဲ့အတွက်ကြောင့်ချွေးမကမအေလိုမျိုးကျေးဇူးများတယ်ဆိုတာကိုတင်စားပြီးတော့ဝိတာခာကိုမိဂါရမာတာမိဂါရတထေရဲ့အမေဆိုပြီးတော့အဲ့ဒီမိဂါရတထေကြီးကအလွန်ချမ်းသာတယ်အဲ့ဒါကိုဥက္ကမကတအံ့တအောလျှောက်တော့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမိဂါရတထေကဘလောက်တောင်ချမ်းသာတာတော့လို့တော့မေးတဲ့အခါမှာသူပါပြောတော့ဆိုတော့ က်စွာဘုရားတဲ့ရွှေကြီးတဲကိုပဲသိမ့်တရာလောက်ချမ်းသာတယ်ဘုရားတစ်ချက်သားကိုတစ်ချက်နှုတ်နဲ့တွက်မယ်ဆိုရင်လည်းပဲမနှဲလှဘူးလို့ပြောရမယ်နော်သိမ့်တရာဟုတ်လားပိတ်တဲ့ချိန်ဘယ်လောက်ရှိမလဲတွက်ကြည့်ပေါ့နော်ကျန်တဲ့ဒီငွေရဲ့အရေအတွက်တခြားတခြားသောအသုံးဆောင်ဥစ္စာပစ္စည်းတွေရဲ့ပိုင်ဆိုင်မှုတွေရဲ့ပမာဏဆိုတာပြောလို့ကိုမဖြစ်တော့အောင်ကိုပဲတကယ်ကိုကြီးကြီးမားမားပိုင်ဆိုင်တာလေလို့ ဲ့လိုမြို့မြတ်စွာဘုရားကိုရှောက်တဲ့ခါမှာမြတ်စွာဘုရားကတခါကြီးတဲ့အဲ့ဒီဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့ငါမဆိုလိုပါဘူးတဲ့အဲ့ဒါတွေလည်းဥစ္စာပစ္စည်းတွေပါပဲတဲ့ဒါပေမဲ့လို့အဲ့ဒီဥစ္စာပစ္စည်းတွေဆိုတာဖြည့်ဆည်းမဲ့အရာနဲ့တွေ့ရင်လွယ်ကူစွာပဲပျက်စီးသွားတတ်တဲ့အတွက်ကြောင့်တကယ်အခိုင်အမာသဘောများမဟုတ်ကြဘူးနော်တကယ်အဖိုးထိုက်တန်တဲ့ပညာရှိသူတော်ကောင်းတွေ နော်ဉာဏ်ရှိတဲ့ပုံကိုယ်တွေဒါတကယ်ကို ကောင်းမွန်တဲ့အရာလို့တန်ဖိုးထားတဲ့အရာတွေမဟုတ်ကြသေးဘူးတဲ့နော်လောကမှာတကယ်ကိုပဲအမျော်မြင်ရှိတဲ့သိတဲ့မြင်တဲ့ပုံကိုယ်တွေတကယ်တန်ဖိုးရှိတဲ့အရာလို့တန်ဖိုးထားကြတဲ့ဥစ္စာပစ္စည်းတွေဆိုတာလောကမှာရှိသေးတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့သောတော်ဘုဖုံတို့ပြောလိုက်တဲ့တတ္တာတိလဟိရိဩတ္တပသုဒ္ဒစာကပညာနော်စိတ်ရဲ့အလွန်မွန်မြတ်တဲ့အရည်အသွေးကြီးခုနှစ်မျိုး နော်ကိုယ့်ကိုချမ်းသာစေတယ်ကိုယ့်ကိုနှစ်သက်စေတယ်ကိုယ့်ကိုကျဉ်သက်စေတယ်အဲအဲ့လိုမျိုးနှစ်သက်စေတတ်လို့ကိုယ့်စိတ်ကို နှစ်သက်စေတတ်လို့ယရဏလို့ခေါ်တာ။ဩငွေကိုလည်းယရဏအနေနဲ့သုံးတာရှိတယ်ရွှေကိုလည်းယရဏအနေနဲ့သုံးတာရှိတယ်ဟုတ်လားယရဏဆိုတဲ့စကလုံးလေးကနပိုင်ဆိုင်သူကို ပိုင်ရှင်ကို နှစ်သက်စေတတ်လို့ယရဏလို့ပြောတာဟုတ်လားနှစ်သက်စေတတ်လို့ယရဏလို့ပြောကြတဲ့ရန်ဆိုရင်ယုံကြည်မှုတရားတရားလောက် နှစ်သက်စေတဲ့အရာဘယ်ရှိမလို့လောကီဥစ္စာပစ္စည်းကနှစ်သက်စေတာတဲ့တကယ်ယုံကြည်သင့်ယုံကြည်တိုက်တဲ့အရာယုံကြည်မှုကလည်းစင့်မှန်မှုတော့လူသေးတာပေါ့နော်ကိုကသာယုံနေတာကိုယုံနေတဲ့အရာတွေကကိုယုံနေတဲ့အတိုင်းမဟုတ်ဘူးဆိုရင်အဲ့ဒါယုံကြည်မှုမဟုတ်ဘူးနော်အဲ့ဒါအလိညာခံရခြင်းတစ်မျိုးပေါ့ခုဘုဖုတို့ရဲ့ယုံကြည်မှုတရားတရားဆိုတာကမြတ်စွာဘုရားကကိလေသာခတ်သိမ်းငြိမ်းတော်မူတဲ့တရားလုံးစုံကိုတည်တော်မူတယ် နော်ဖြည့်စည်းတော်မူခဲ့တဲ့မြင့်မြတ်တဲ့လုပ်ငန်းပါရမီတရားတွေကိုပြည့်ပြည့်စုံအောင်နော်ဖြည့်စည်းတော်မူခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာဘာမှလူလေသေးမရှိမြတ်စွာဘုရားကောင်းမွန်တဲ့ဂုဏ်တွေနဲ့ပြည့်စုံတော်မူတယ်လို့ဒါအရဟံဂုဏ်ရဲ့တမသမ္ဗုဒ္ဓဂုဏ်ရဲ့ဘဂဝါဂုဏ်ရဲ့ပြောလိုက်တာဟုတ်လားဒီဂုဏ်တွေနဲ့ပြည့်စုံတယ်လို့ယုံကြည်တာဟာယုံကြည်တဲ့အတိုင်းမှန်တယ်ပေါ့ဟုတ်လား နောက်သူတော်ကောင်းတရားဟာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်စိတ်မှန်တဲ့ချမ်းသာကိုရရှိနိုင်တယ်ငြိမ်းစေနိုင်တယ်အေးစေနိုင်တယ်ကိုယ့်ရဲ့စိတ်နှလုံးကိုအပူဓာတ်အလောင်ဓာတ်တွေမကန့်ညှိစေဘဲနဲ့ငြိမ်းစေတတ်တယ်အေးစေတတ်တယ်တကယ်ချမ်းသာစေတတ်တယ်အဲ့လိုသူတော်ကောင်းတရားရဲ့စွန့်ရည်တတ်တွေကိုယုံနေဆိုရင် तू ကလည်းယုံထားတဲ့အတိုင်းမှန်နေတဲ့အတွက်ကြောင့်ဒါလည်းပါတော့တရားတရားပဲသူတော်ကောင်းတရားကိုကျင့်ကြံကြိုးကိုအားထုတ်လို့ ပေါ့မြောက်သွားပြီးအောင်မြင်သွားပြီးတကယ်ကိုပဲစိတ်နှလုံးရဲ့အညစ်အကြေးတွေကိုအစဉ်စဉ်ဆေးကြောနိုင်ကြလို့ဖြူရှင်တန်ရှင်းတဲ့ပုံကိုယ်တွေကိုဘာလို့ခေါ်တော့အရိယာလို့ခေါ်တယ်ဟုတ်လားအဲ့ဒီအရိယာတန်ဃာတော်တို့ရဲ့ဂုံသူတို့မှလည်းဂုံတကယ်ရှိတယ်ဘလိုဂုံရှိတာတော့ယောဂီတို့မနေ့တိုင်းညတိုင်းရုပ်စုပူဇော်နေကြတယ်ဟုတ်လားသုတ်ပတိပန်နောဘဂဝါတော်တာဝကတန်ခေါ်ဥစုပတိပန်နောဟုတ်လားကောင်းကောင်းကျင့်တယ်ဖြောင်းဖြောင်းကျင့်တယ် နိဗ္ဗာန်မဉ္ဉံပူဉ္ဉံရဖို့ကျင့်တယ်အယုသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်ဒီအကြောင်းကုန်လေးပါးနဲ့ပြည့်စုံတဲ့အတွေ့အကြုံအာဟုနေရအဝေးရယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတောင်းအလှူခံယူတိုက်တယ်လှူတဲ့ပုံကိုအတွက်လှူရာကျိုးနှက်သွားစေမဲ့နော်လေယာမြေကောင်းတဲ့ဖွယ်မျိုးဖြစ်သွားတယ်ဆိုတာမျိုးကိုမြတ်စွာဘုရားနော်ဂုံတော်တွေအနေနဲ့ဟောတာဒါတရားဟောမှန်မှူးလားဆိုတော့မှန်နေတယ်အဲ့တော့တရားတရားရပြီဆိုလို့ရှိရင်အဲ့ဒီတရားတရားဟာ တရားတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကို နှစ်သက်စေတယ်မျက်နှိုးစေတယ်။ဩစိတ်ထဲမှာကျဉ်းနဲ့နော်။ယုံကြည်မှုရှိနေတဲ့အခါကျစိတ်ဟာအလွန်မှနှစ်သက်မှုဖြစ်ရတယ်ကျဉ်းနဲ့မှုဖြစ်ရတယ်။ဒါကြောင့်အဲ့ဒီယရနာရဲ့တန်ဖိုးကလောကီဥစ္စာယရနာရဲ့တန်ဖိုးထက်ပိုပြီးတော့မြင့်မားတဲ့အနေထားကိုရောက်သွားတယ်။ဘာလို့ဆိုနှစ်သက်မှုချင်းမတူလို့သဘောပေါက်လား။ဥစ္စာပစ္စည်းကဖြစ်ပေါ်စေတဲ့စိတ်ပေါ်မှာနှစ်သက်စေမှုတဲ့ နောက်သူတော်ကောင်းတရားကိုတည်လို့သူတော်ကောင်းတရားကိုယုံကြည်လို့သူတော်ကောင်းတရားကျင့်သုံးရင်းနဲ့ဖြစ်ပေါ်လာတဲ့နှစ်သက်မှုကပိုးပြီးတော့ကောင်းမွန်တဲ့အတွက်ကြောင့်သူ့ရဲ့ယရနာအဖြစ်ကပိုးပြီးတော့တန်ဖိုးရှိတယ်မျက်နှိုးတိုက်တယ်ဒါကိုပြောတာဒါကြောင့်ဒီမှာမြတ်စွာဘုရားကတခါကြီးပြောတဲ့ဥစ္စာပစ္စည်းတွေဟာလည်းဥစ္စာပစ္စည်းတွေပါပဲတဲ့ဥစ္စာပစ္စည်းမဟုတ်ဘူးလို့ငါမပြောပါဘူးတဲ့ဒါပေမဲ့လို့အဲ့ဒီဥစ္စာပစ္စည်းတွေဆိုတာပိုင်ဆိုင်မှုတောင်တကယ်ကစိတ်ချရတာမဟုတ်ဘူးအခုကိုယ်ဟာတော်ကြသူများဟာဖြစ်ခြင်းလေ ဖြစ်သွားနိုင်သေးတယ်။နောက်ဆုံးကိုကအကြောင်းကံလေးကောင်းတော့ဒီဘဝမှာကိုစုဆောင်သိသိထားတဲ့ဥစ္စာပစ္စည်းတွေဟာမသေးခင်မှာမပျက်စီးဘူးဆိုအောင်တောင်မှသေပြီဆိုတာနဲ့သူဘာဖြစ်သွားပြီတော့ကိုဟာမဟုတ်တော့ပိုင်ရှင်တောက်လျှောက်ပြောင်းတယ်။ကိုသေးတာနဲ့ကိုဥစ္စာပစ္စည်းဟာကိုသားသမီးဟာရေဘူးရဖြစ်သွားတာပဲ။ဟုတ်တယ်မို့လား။တချို့ဆိုရင်သားသမီးဒီတောင်မရောက်ဘူး။သူရောက်ချင်တဲ့နေရာရောက်သွားတယ်လေရှိတဲ့သေးတယ်အဲ့ဒီပိုင်ဆိုင်မှုရှိတော့ငါကြည့်မယ်ဆိုရင်လည်းပဲ ဒီပဂရိဥစ္စာပစ္စည်းနဲ့တရတိလာဟိရိဥတ္တမသုဒ္ဒဆံကပညာဒီဥစ္စာပစ္စည်းခုနှစ်မျိုးတို့ရဲ့တော့အခြေအနေဟာလည်းပဲမိုးနဲ့မြေလိုကွာခြားတာပဲပိုင်ဆိုင်မှုရှုတော့ကကြည့်ရင်ပိုးတောင်းသူကကွာခြားသေးတယ်ဒီတရာတရားစရှိတဲ့နောက်ကုသိုလ်ကောင်းမှုတွေကိုပိုင်ဆိုင်ထားတယ်ဆိုတော့ပိုင်ဆိုင်မှုကကိုယ်ခန္ဓာကြီးပျက်စီးလို့တေရပြီဆိုတာရဲ့နောက်မှာတောင်မှအဲ့ဒီပိုင်ဆိုင်မှုကပြောင်းမသွားဘူးဟုတ်လားဒါကြောင့်မလို့သူ့ကိုဘယ်လိုနာမည်တက်သေးလဲအနုဂါမိကဥစ္စာ အစင်အမြဲကိုနောက်ကို လိုက်တယ်ဆိုတဲ့အတိတ်ပဲ။နောက်အနုဂါမိကဥစ္စာ။နောက်ဥစ္စာပစ္စည်းဆိုတာအမျိုးမျိုးရှိတာ။အိုးဟုတ်လား။အဲ့ဒီဥစ္စာပစ္စည်းတွေထဲမှာအကြီးအသေးအမြတ်မာဆုံးကကုသိုလ်ကောင်းမှုတည်းဟူသောဥစ္စာပစ္စည်းဟာအကြီးအသေးအမြတ်မာဆုံးပဲ။အဲ့ဒါကြောင့်မြတ်စွာဘုရားဒီမိဂါဒတထေကြီးကိုပြောတာ။အဲ့ဒီဥစ္စာပစ္စည်းတွေထက်ပိုမွေ၍တန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းတွေရှိနေသေးတယ်။ဘာလို့တော့ သတ္တာတီလာဟိရိဩဒပတုဒ္ဒစာကပညာဟုတ်လားဒါကိုမြတ်စွာဘုရားဂါထာလေးသုံးပုံနဲ့အပိတက်ကလေးဟောတယ်သတ္တာတဏံတီလာတဏံဟိရိဩဒပိယန္တဏံသုဒ္ဒတဏံစာစာကောစပညာဝေတတ္တမတဏံနော်ပညာရှိသူတော်ကောင်းများမျက်နိုးတော်မူရတဲ့ချီးမွမ်းကြတဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးရှိတယ်သတ္တာတဏံသောသောကပြောပြီးပြီတရားတရားယရဏမြတ်သုံးပါးရဲ့ဂုံကျေးဇူးနဲ့ စိတ်စေတနာရဲ့စွန့်ရည်တက်တည်ကိုယုံကြည်တာဟုတ်ပြီနော်တရားတရားပြီးတော့ပါလာတော့တေလာတဲ့နော်ကိုယ့်ရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းရတာထိမ့်သိမ်းရတာနော်တကယ်ဖြူရှင်တန်ရှင်ကိုယ်တီလာလေးကိုပြန်စဉ်းစားလိုက်တော့တီလာနှုတ်တတိဖြစ်ရတယ်အဲ့ဒီတီလာနှုတ်တတိဖြစ်နေတဲ့အခိုက်အတန့်မှာကိုယ်စိတ်ကိုပြန်ပြီးတော့အ깨ခတ်ကြည့်လိုက်အလွန်မှကျဉ်းနဲ့ရတယ်နှစ်သက်ရတယ်စိတ်နှလုံးကိုအလွန်မှအေးချမ်းစေတယ် ော်သီလနုဒ္ဓတိကိုပွားများရရှိမဲ့အကျိုးကျေးဇူးမနေ့ကတော့ပြောလိုက်သေးတယ်လေဧကန္တနိဗ္ဗိဒါယဝိဒါဂါယနိရောဓါယဥပတမယဘိညာယတံဘောဓါယနိဗ္ဗာနာယသဝတ္တန္တိအဲ့ဒီမှာဥပတမယဆိုတဲ့စကားလုံးလေးကိုဘုံဘုံကအလွန်သဘောကျတယ်ဥပတမယဆိုတာဘာပြောတာလဲနှလုံးစိတ်ဝမ်းငြိမ်းချမ်းစေပဲဟုတ်လားကိုယ့်ရဲ့စိတ်နှလုံးကိုအေးစေတယ်ငြိမ်းစေတယ်အလွန်လိုလားအပ်တဲ့အကျိုးကျေးဇူးပေါ့ဟုတ်လားသီလရတယ် တတ္တာဒနံသီလဒနံပြီးတော့ဘာလဲဟီရီဩဒပိယန္တနံဟီရီဩဒပเนาะမကောင်းမှုပြောရပြုရတွေးရမှာเนาะစိတ်ထဲမှာရှည့်ရွတ်တဲ့သဘောကြောက်လန့်တဲ့သဘောဟုတ်လားဒါတွေဟာเนาะယုံညံ့တဲ့အရာတွေပဲဆိုတဲ့เนาะအတိဉာဏ်ပညာအခြေခံအားကောင်းတဲ့အခါမှာဟီရီဆိုတဲ့သူတော်ကောင်းတရားဓာတ်တမျိုးဖြစ်လာတယ်မကောင်းတာပြုရပြောရမှာကိုရှက်တယ်เนาะစိတ်ထဲမှာဖြစ်တာတောင်တချို့ရှက်တယ်တကယ်သူတော်ကောင်းတက်အားကြီးလာရင် မကောင်းတဲ့အတွေးတွေမသင့်တော်တဲ့စိတ်ဓာတ်တွေရှိရမှာကိုဖြစ်ရမှာကို ရှက်တယ်အဲ့ဒါပါခေါ်လို့ဟီးတယ်နောက်ကြောက်တယ်ဆိုတာကြတော့ပိုးပြီးတော့သူကလေးနဲ့သွားပြန်တယ်သူ့ရဲ့အကျိုးရလက်တွေကိုမြင်ပြီးတော့အော်ဒါတွေကပူစီတဲ့လောင်စီတဲ့တရားတွေတစ်ချိန်မှလည်းဆင်းရဲဒုက္ခအကျိုးရလက်ကိုဖြစ်ပေါ်စေမဲ့နော်မကောင်းတဲ့အကြောင်းတရားတွေလို့တကယ်ဉာဏ်ကသိတဲ့မြင်တဲ့အခါမှာနော်ဒါတွေကိုပြုတ်ရမှာပြောရမှာတွေးရမှာကိုစိတ်ရမှာဖြစ်တော့ထိတ်လန့်တယ် ဝကိလေသာမကင်းသေးတဲ့အတွက်ကြောင့်လုံမိသွားတာပြုံးမိသွားတာတွေမတွန်းလှန်နိုင်အချမတွန်းလှန်နိုင်တဲ့အခြေအနေကြောင့်မို့လို့ဖြစ်သွားတာတွေမရှိဘူးမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာအခြေခံလေးကဘာလို့ရှိနေတော့အသိဉာဏ်ပညာရှိတဲ့အတွက်ကြောင့်ကြောက်နေတဲ့သဘောလန့်နေတဲ့သဘောရှိတယ်အဲ့ဒီကြောက်လန့်မှုအာကောင်းရင်လုံမလားမလုံတော့ဘူးနောက်ကျရင်အဲ့ဒါသူတဖြည်းဖြည်းနဲ့နေသွားဟုတ်လားဒါကြောင့်အရှက်အကြောက်ဆိုတာအလွန်မှတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းပဲเนาะ ကိုယ်ပူစီမဲ့လောင်စီမဲ့ဆင်းရဲစီမဲ့အရာကြီးဖြစ်လာမှာကိုရှက်တာကြောက်တာဒီဟာအားကောင်းလာလို့ရှင်နောက်ကြတော့သူကဒါကိုလက်မခံတဲ့အခြေအနေတွေများများလာတဲ့အခါမှာသူ့ဘဝဟာတပြေးပြေးနဲ့ပါဖြစ်လာမှာလို့အေးချမ်းလာမယ်ချမ်းသာလာမယ်ဒီလိုသွားတာဒါကြောင့်သူ့ကိုလည်းပဲမြင်လို့တိုက်တဲ့ဥစ္စာပစ္စည်းယတနာပစ္စည်းအနေနဲ့မြတ်စွာဘုရားထည့်သွင်းပြီးတော့ဟောထားတာနော်တရာသီလာဟိရိဥတ္တပပြီးတော့မှာလို့သုတ္တရဟုတ်လားမြတ်စွာဘုရားရဲ့အစုံမတွေကို ။တော့အကြားမြင်များအောင်သိတာတွေနားလဲတာတွေများအောင်ကြိုးပမ်းအထောက်တာပေါ့။အခုယောဂီတို့တော့တရားနာလဲဆိုတာအဲ့ဒီကိစ္စအဲ့ဒီယတနာကိုနောက်ကိုတန်တာမှာဖြစ်ပေါ်လာအောင်ဓာတ်ရိုက်ကြိုးစားအထောက်နေရတာ။တော့ယေရှုဘုရားရဲ့တရားတော်တွေဆိုတာကတော့ကြားရယုံမယ်ဘူးရှင်ပြီးကျင့်နေချမ်းသာကျင်ပြီးကလည်းလွန်စွာခြင်းချမ်းနိဗ္ဗာန်တန်နဲ့စခန်းသက်အောင်မှန်းလင့်ရည်ရောကောင်းစွာဟောတော်မူအပ်တော်တရားတော်နာယူလိုက်ရတာနဲ့ကိုပဲစိတ်နှလုံးမှာချမ်းသာမှုဟာသူ့အတိုင်းတာနဲ့သူဖြစ်သွားတယ် ကြာရယုံမဲ့အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးကလည်းလွန်စွာငြိမ်းချမ်းနိဗ္ဗာန်တည်းစခန်းသိအောင်မှန်းလေးရောကောင်းစွာဟောတော်မူသောတရားတော်တဲ့။တရားနာလို့ဖြစ်တဲ့ဒေသနာကိုသိလျရလို့အမှန်တရားတွေကိုသိလျရလို့ဖြစ်ပေါ်သွားတဲ့စိတ်ရဲ့ချမ်းသာမှုဆိုတာနော်။ဆင်းရဲနေတဲ့အခါကာလမျိုးမှာကြားနာလဲရတယ်ပူလောင်နေတဲ့အခါကာလမျိုးမှာကြားနာလဲရတယ်ဆိုပြီးပိုးပြီးတော့တောင်ထင်ရှားသေးတယ်။ဟုတ်လား။ အခုဒီထဲမှာဒကမာကြီးတယောက်ပါတယ်အဆုံးမှကင်ဆာဖြစ်နေတယ်နော်ဘုံဘုံဒီလိုကင်ဆာဝေဒနာရှင်တွေဒါခဏခဏတွေ့နေရတယ်ပေါ့နော်တွေ့တဲ့အခါကိုယ်စိတ်ကအလိုလျောက်ဩကိုယ်မှဖြစ်နေတဲ့လောက်ကြီးတော့ခံစားရတာမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စိတ်ထဲမှာဒီဟာကိုငါဘလို့တက်တာအောင်ပံ့ပိုးပေးရမှာတော့ဘလို့လုတ်ပေးရမှာတော့ဆိုတဲ့အတွေ့အအမြဲတမ်းဖြစ်တယ်ပေါ့ဩ လို့ပြောမှာတော့သူတို့ဖြစ်နေတဲ့ဒီပူလောင်မှုပင်ပန်းမှုကိုယောနေသွားစေခြင်းတဲ့စိတ်ကတော့ယောနေသွားစေခြင်းတဲ့အခါကျတော့ဘလူလေးမြန်တွေးရရင်သူတို့စိတ်ထဲမှာဘလူအတွေးလေးမြန်ဖြစ်သွားရင်ဒါဟာယောနေသွားမလဲအဲ့ဒီလိုမျိုးမှန်ကန်တဲ့ဩကပူလောင်မှုကိုယောနေသွားစေတဲ့အတွေးမျိုးဆိုတာနော်မှန်ကန်တဲ့အတွေးတွေဝင်လာမှအဲ့ဒီအပူတွေကယော့သွားမှာအဲ့တော့သူတို့တန်တာမှာမှန်ကန်တဲ့အတွေးဖြစ်ပေါ်သွားဖို့ဆိုတာဘာလို့ကြားဖို့လိုအပ်မလဲဆိုတော့ မှန်ကန်တဲ့စကားသံကိုကြားဖို့လိုအပ်မယ်။နော်မှန်ကန်တဲ့စာပေကိုဖတ်ရှုဖို့လိုအပ်မယ်။လူတစ်ယောက်ရဲ့မှန်ကန်တဲ့အတွေ့အကြုံဖြစ်ပေါ်လာဖို့ဆိုတာနော်စာအနေနဲ့လည်းဖတ်ရှုဖို့လိုအပ်မယ်စကားအနေနဲ့လည်းကြားဖို့လိုအပ်မယ်။အဲ့ဒါဓာတ်ရိုက်သူ့ရဲ့အတွေ့ကိုလမ်းကြောင်းတဲ့ပေးတာပေါ့။နော်အတွေ့အတွေ့ကောင်းနေရှိနေတယ်ဆိုရင်လည်းအရှင်ကောင်းလာအောင်ကိုကပံ့ပိုးပေးရရောက်တယ်ပေါ့။ဟုတ်လား။အဲ့ဒါကိုကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ကိုကောင်းထဲမှာပြောစရာတွေကအများကြီးရှိနေပါတော့တက်တာဘလို့တွေးမှာတော့ဒီပစ္စည်းမှုနဲ့ကြုံလာရင်ပုထုဇဉ်တဘာဝဒါပေါ်မှာကိုကဆွဲလန်းထားတာမမောထားတာကရှိနေတယ်ကိုဆွဲလန်းထားတဲ့အရာမမောထားတဲ့အရာပစ္စည်းတော့မယ်ဆိုရင်ဘယ်သူမျိုးမဆိုမဖြစ်မှာတော့ပူလောင်ရလိမ့်မယ်ပင်ပန်းရလိမ့်မယ်ဒါခဏခဏဘုံဘုံတို့ပြောနေတာပဲမနေ့ကတိတ်တသုတ်တန်ထဲမှာလည်းအဲ့ဒါပါတယ်မဟုတ်လား ဘဝရဲ့ပုံမှာဆွဲမဲ့ထားတဲ့ပုဂ္ဂိုလ်ဟာသူဆွဲမဲ့ထားတဲ့ဘဝပြတ်တော့မယ်တခုခုဖြစ်တော့မယ်ဆိုရင်ဒီလူဟာသောကပိတိဝဒုက္ခဒေါမနတဥပယတာတရားဖြစ်ပါလိမ့်မယ်ဒါဟာသဘာဝပဲလို့မြတ်စွာဘုရားဟောထားတာအဲ့တော့ဘုန်းဘုန်းတို့ကလည်းပဲအဲ့ဒီနိယာမတွေကမလွတ်ကင်းသေးဘူးဒါဘုန်းဘုန်းတို့လည်းဒီတိုင်းပဲကိုယ်ဘဝကြီးကိုမမောထားတယ်ဆွဲလန်းထားတယ်တွေ့တာထားတယ်အဲ့ဒါခုချိန်ပြုံးပြုံးရွှင်ရွှင်တတ်တောင်းတတ်တာနေနေနေဆိုတာဘာမှပျက်စီးမဲ့အရေးအယံမပြသေးလို့ပဲတတ္တိကောင်းလွန်းလို့အသိဉာဏ်ကြီးလွန်းလို့တည်တည်ငြိမ်ငြိမ်နေနိုင်တဲ့အနေဒါဟုတ်မှမဟုတ်သေးပဲ ဟုတ်လားပျက်စီးတော့မယ်လို့အရင်ရောင်ပြတိုင်းတန်းနဲ့ကိုယ်လည်းအဲ့ဒါထက်ဒုက္ခရောက်မှာပဲအဲ့ဒီအခြေအနေမှာပဲရှိနေသေးတယ်ဘဝဒူတွေပေါ့ပြောရလို့ရှိရင်အကုန်လုံးကဒီပြဿနာအတူတူရှိရဲ့နော်ဒီပြင်အခြေအနေကတော့ကိုယ်ပြကောင်းကိုယ်ပြမယ်ပေါ့သူကပတ်စံတွေဘယ်လောက်ရှိတယ်ပတ်စံဘယ်လောက်အရှာကောင်းတယ်ဒါကြောင့်ဘယ်လောက်ရှိတယ်ဘယ်လောက်စုထားတယ်ဘယ်လောက်သိမ့်ထားတယ်အဲသူကတော့သိမ့်မရှိဘူးသူကတော့မရှိတရှိဒါတွေကတော့အမျိုးမျိုးကွဲပြားမှာပေါ့နော်ဒါပေမဲ့မကွဲပြားဘဲနဲ့တူနေတဲ့ပြဿနာလူတိုင်းမှာရှိတယ်အဲ့ဒါပါတော့ ပျက်စီးမဲ့အရာကိုဆွဲလန်းထားတဲ့မျက်နှိုးထားတဲ့တွေ့တာထားတဲ့အပြစ်ပဲအဲ့ဒီပြဿနာအဲ့ဒီအခက်အခဲဟာဘယ်ချိန်မှာဘုံဘုံတို့ကိုစိန်ခေါ်လာမှာလဲပျက်စီးကနီးလာတဲ့ချိန်မှာစိန်ခေါ်လာမှာပဲဟုတ်လားအဲ့ဒီချိန်မှာဘုံဘုံတို့တွေကမှန်မှန်ကန်ကန်နှလုံးသွင်းတတ်ခြင်းသွင်းမသွင်းတတ်ရင်အဲ့ဒါပူတော့မှာပဲလောင်တော့မှာပဲနော်တဘာဝတရားကြီးကိုဘုံဘုံတို့ကနော်မျက်ရည်ကန်ထိုးရတယ် ခရရတယ်မလုတ်ပါနဲ့ဦးမဖြစ်မပြက်ပါနဲ့ဦးဟုတ်လားဘယ်လိုလုတ်လို့မှလဲ तू ကသနာညာတာတဲ့သဘောအားနာတဲ့သဘောဘာမှမရှိဘူး तू तू လမ်းကြောင်း तू သွားတာကျွတ်တော့အဲ့ဒါနားမလဲလို့သူ့ကိုခခရရပြောနေတာနားလဲတယ်ဆိုလို့ရှိရင်အေးမဲရမဲပြက်ချင်တဲ့ချင်းသားပြက်ငါတောင်းဆိုလို့လဲသူ့ကရော့မဲ့သဘောမှရှိတာမှမဟုတ်ဖဲလို့ပိုင်ပိုင်နေနေတိထားရင် तू နဲ့လဲတူပြီးတော့ရံဖြစ်မှလည်းမဟုတ်ဘူးဟိုဘဝန်းတော့ကသူ့ကိုချော့တက်လဲချောက်တက်လဲနဲ့လုတ်နေတာဟုတ်တယ်မဟုတ်လားဟိုလိုလေးမျိုးလုတ်ပြရင်ကောင်းမလား ်စေုံစေကန်းသွားချောဟာဟိုလိုလေးချောဟာဒီလိုလေးချောဟာဟုတ်လားဗာလေးလုံရင်ပြောင်းမယ်ထင်လို့ဟာဟုတ်လားမလို့ရဘူးမဟုတ်ပါဘူးเนาะ तू อ่ะချော့လို့လည်းမရဘူးဟာရံဖြစ်မယ်ကွာအတင်းတခါတည်းပောက်ကွဲမယ်ဆိုလဲပောက်ကွဲလဲပင်ပန်းတာပဲရှိမှာပဲအဲ့ဒီဖြစ်မဲ့ကိစ္စကတော့တားရမှာမဟုတ်ဘူးအဲ့တော့ဘုံဘုံအခုပြောနေတာဘာတော့တုဒ္ဒယရနာအကြောင်းပြောနေတာเนาะမျက်ခြေမပြတ်နဲ့เนาะ တကယ်စိတ်ဒုက္ခရောက်လာပြီတကယ်ပြဿနာတက်လာပြီတကယ်ဒုက္ခတွေ့လာပြီဆိုရင်ဘုဖို့တို့အတွက်အားကိုးရပါလေအသိဉာဏ်ပညာပဲမှန်ကန်တဲ့အတွေးပေါ့နော်မှန်ကန်တဲ့အတွေးအမြင်အသိဉာဏ်ပညာအဲ့ဒါကိုဘယ်နည်းနဲ့ရနိုင်မလဲဖခင်ရဲ့အဆုံးအမတွေကိုနာယူခြင်းဖြင့်လေ့လာဖတ်ရှုခြင်းအဖြစ်ရနိုင်တယ်ဒါကြောင့်သုတ္တဟာအလွန်မှတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းပဲတကယ်အရေးတကယ်ပေမှာသူ့ကိုပဲအားကိုးရမှာနော် ဒါကြောင့်တရားတွေများများနာထားများများသိအောင်လှုပ်ထားသဘောပေါက်လားနောက်ဆုံးပညာကတော့တန်ဖိုးကြီးသောဥစ္စာပစ္စည်းပေါ့သို့တော့အဲ့ဒီပညာတွေကိုရောက်ဖို့အတွက်ကြားမှာဖြတ်တန်းရမယ့်အနေအထားလေးတွေရှိတယ်အဲ့ဒါကဘာတော့ဒီတုဒ္ဒပဲဟုတ်လားအခုယောဂီတို့တကယ်ပညာအစစ်ကိုရဖို့ကတရားကိုတကယ်အထုံမှသဘာဝတရားကိုတကယ်တဲ့တဲ့ကြည့်တဲ့အလေ့ကျင့်ကိုခိုင်မြဲအောင်လေ့ကျင့်မှအသိဉာဏ်ပညာကဖြစ်ထွန်းမှာအဲ့ဒီအသိဉာဏ်ပညာဖြစ်ထွန်းဖို့ခုတရားအထုတ်တာ ဒီတရားအထုတ်ဖြစ်ဖို့အတွက်ဒီနေရာကိုရောက်လာဒီနေရာကိုရောက်လာဖို့အတွက်ဘယ်သူကတွန်းအားပေးတာတော့အဲသူကအသိဉာဏ်ပညာတမျိုးပဲသူကလဲမင်းတော့သွားမှကောင်းမှလို့ဟုတ်လားအဲ့ဒီလိုအတွေးမျိုးဖြစ်ပေါ်ဖို့အတွက်အစင့်စင့်ဘယ်သူတွေကကြိုးကျေးသူပြုခဲ့တာလို့ဆိုကိုနာယူခဲ့တဲ့တရားတွေကကိုယ့်ရဲ့အသိဉာဏ်အနေနဲ့ကိုယ်ခေါင်းထဲမှာ ရှိနေတယ်ဒါလုတ်တဲ့နေဒါမလုတ်တဲ့ဘူးရွေးချယ်တာပေါ့နော်ကိုယ့်ရဲ့ရွေးချယ်မှုလေးကြောင့်ကိုဒီနေရာရောက်လာတာဒီလုတ်လုတ်ဖြစ်တာ ပညာဆိုတဲ့အသီးပွင့်လေးကိုရဖို့အတွက်အခြေခံအရင်းအနည်းတွေအများကြီးဖုံးတို့မှာစိုက်ထုတ်ခဲ့ရတယ်အဲ့ဒီတဲမှာပါပါနေတော့တုဒ္ဒပါနေတယ်တုဒ္ဒအားနေရင်နော်ဒီလိုအဖြေမှန်ထွက်အောင်ဖုံးတို့တွက်ချက်နိုင်မှာမဟုတ်သူကြီးစုကိုမြင်ဖို့လိုတယ်နော်တရားကောင်းတွေအများကြီးနာထားတယ်ခေါင်းထဲမှာရှိနေတယ်ငါတို့လုံးဝဖြစ်မယ်ဘယ်ချင်းပြည့်စည်မလဲဆိုတာလေသိနိုင်တာမဟုတ်ဘူးဟောဒီလိုမျိုးလေးတွေ ုတ်လားဒါကြောင့်သုတရတနာကိုနည်းနည်းဦးစားပေးပြီးတော့ပုံပုံပြောလိုက်တယ်ဟုတ်လားတတတဏံသီလတဏံဟိရိဥတ္တပိယန္တဏံသုတတဏင်္စစာဃောစအဲအဓိကဟောတာစာဃကိုဟောနေတာသူဒီမရောက်ခင်အချိန်ကကုန်တော့မယ်နော်စာဃဆိုတာဘာတော့စွန့်လွတ်တာပါဟုတ်လားကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုစွန့်လွတ်တာကိုမစွန့်လွတ်လည်းပဲတချိန်ကျတော့စွန့်လွတ်ခဲ့ရမှာဟောဒါလေးတွေလည်းမြင်ဖို့လိုတယ်နော်အဲ့ဒီလိုမြင်ပြီးတော့သောတော်ဝပညာရှိကြီးတွေပြောထားတာကုန်ခန်းခြင်းဘယ်နှမျိုး သုံးမျိုးပေးလို့ကုံတာရှိတယ်စားလိုက်လို့ကုံတာရှိတယ်နောက်သူများဖြည့်စည်းလို့ကုံသွားတာရှိတယ်အဲ့ဒီကုံခန်းခြင်းထဲမှာ ပေးလို့ကုံရတဲ့ကုံခြင်းမျိုးဟာတန်ဖိုးရှိဆုံးပဲလို့ပြောတာဟုတ်လားဘာလို့တန်ဖိုးရှိတယ်လို့ပြောတော့ဒီမှာယတနာပစ္စည်းခုနှစ်မျိုးထဲမှာသူပါနေတယ်နော်ဆွလမှုရဲ့တန်ဖိုးကလည်းအများကြီးရှိနော်စာကပြီးတော့ပါလာတော့ပညာသူကတော့အထုတ်ထိတ်ဥစ္စာပစ္စည်းပဲဟုတ်လားတကယ်သိပြီးနားလည်ပြီးဟေးဆိုရင် ဘာဒုက္ခမှရှိတော့မှာမဟုတ်ဟုတ်လားနောက်ဆုံးမဉ္ဇဉ်ဘုံဉ္ဇဉ်တွေရတဲ့အဆင့်တီအောင်ပညာတွေမြင့်မယ်ဆိုရင်နောက်တစ်ချိန်လုံးကကိုဆင်းရဲခဲ့ရပါတယ်ကိုမပြေလည်ခဲ့ပါဘူးဆိုတာကိုဘလို့တောင်အောင့်မေ့သွားမယ်လို့ထင်လဲအော်ငါမိုက်ခဲ့တာမိုက်ခဲ့တာဟုတ်လားဒါတွေကို तू ဘာဖြစ်တာကြော်လွှားနိုင်တဲ့အနေအထားကို तू ရောက်သွားပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်ရနော်အဲ့ဒီလိုမျိုးအဲဒီဒုက္ခမျိုးနောက်ငါမတွေ့ရတော့ဘူးဆိုတော့ အပြုံမျိုးပြုံးနိုင်အောင်ကျင့်တတ်မှုမျိုးကျင့်တတ်နိုင်အောင်ပညာကိုမြင့်တဲ့မြင့်အောင်ဘုံတို့ရှာဖို့မလိုဘူးလားလိုတယ်အခုကကျုပ်တို့ကပညာကတကယ်မရှိသေးတဲ့အခါကျတော့ကြာပြီးသားဒုက္ခကြောက်တဲ့လေခဏခဏထက်ကြနေတာပဲဟုတ်တယ်မို့လားဒီဒုက္ခမျိုးတွေ့တွေ့ပြီးရင်တခါထပ်ပြီးတော့တွေ့တွေ့လွန်းကိုမလွန်မြောက်နိုင်ဘူးသဘောပေါက်လားဘုံဘုံပြောတာနော်ဟိုတုန်းကဒီကိစ္စမျိုးဖြစ်ရင်ငိုရတယ်အခုတော့ဒီကိစ္စမျိုးဖြစ်ရင်ငိုရအောင်ဒီသဘောကိုပြောနေတာနော်ဒီဒုက္ခဒီဒုက္ခဝင်ကဘာက မထွက်နိုင်ဘူးပေါ့နော်အတ္တိပညာကိုရအောင်ဘုံတော်အခုစ조사အထုတ်နေကြတာခုမြတ်စွာဘုရားကပဂတိဥစ္စာပစ္စည်းတဲ့ပညာရှိသူတော်ကောင်းတွေမြန်တို့တဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးချုပ်ပြီးတော့တရာတိလဟိရိဝတ္တမသုဒ္ဒဆာကပညာအဲ့ဒါလို့ဟောတာအဲ့ဒါဂါထာ၃ပုဒ်ကတပုဒ်ပဲရွှေ့ရသေးတယ်ဟုတ်လားနောက်ဒုတိယပုဒ်ကဘာပြောတော့ယတဧတိတနာအဋ္ဌိအဋ္ဌိယပုရိသတ္တဝါတဝေမဟာတနောလောကေအာဇေယောဒေဝမန္တုတိ ဒီဥစ္စာပစ္စည်း9မျိုးကိုတဲ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တန်တန်မှာပြည့်စုံအောင်ရှာဖွေထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဝိမဟာတနောလောကီလောကမှာအလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်လို့ဆိုရမယ်တဲ့မဟာတနာနော်မဟာဆိုတာကြီးကျယ်တော့များမြတ်တော့နော်ဒနာဆိုတာဥစ္စာပစ္စည်းလွန်ကြီးကျယ်များမြတ်တဲ့ဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်ထားတဲ့ပုံကိုတယောက်လို့ဆိုရမယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဥစ္စာပစ္စည်းကမျက်စိနဲ့မမြင်ရပေမဲ့လို့အည်သွေးကအလွန်မြင့်တယ်။ ဟုတ်လားအည်သွေးကိုအဲ့ဒီမှာမြတ်စွာဘုရားနှစ်မျိုးပြောတယ်အာဇေယောဒေဝမနုတိအာဇေယောဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုပိုင်ဆိုင်ထားလို့ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကိုဘသူကမှအနိုင်ကျင့်လို့ဖြစ်စည်းလို့မရဘူးတဲ့အာဇေယောဒေဝမနုတိနော်နတ်တွေကတောင်မှအနိုင်ကျင့်လို့ဖြစ်စည်းလို့မရဘူးလို့အဲ့လိုဟောတာသူရဲ့ချမ်းသာမှုကခိုင်မာတယ်ပေါ့အမှန်ကန်ချင်းရှိတယ်လို့ပြောတာနော်ဘသူကမှနှောက်ရှက်လို့မရဘူးတဲ့ နော်ဒါကြောင့်မလို့သူကတိုက်တွန်းမှုနဲ့မြတ်စွာဘုရားအဆုံးသတ်ထားတယ်တသမသတ္တင်္စသီလင်္စပတာဒံဓမ္မတတနံအနုယုံစီထမေတာဝီတံဗုဒ္ဓနာတတနံဒါကြောင့်မလို့မြတ်စွာဘုရားများဆုံးမထားတဲ့အဆုံးအမတွေကိုအောက်မေ့အမှတ်ရပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတတ္တာယုံကြည်မှုတရားတရားတသမသတ္တင်္စသီလင်္စကိုခြင်းသီလပတာဒံနော်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ပုံမှာကြီးညိုမှုနော်ထပ်ပြီးတော့သူကပြောတာနော်တရားတရားတဲ့ အာမရလို့ထပ်ပြောထားတယ်ဆိုနိုင်တယ်ဟုတ်လားတတ္တမတတ္တင်စတိလင်စပတာဒံပတာဒဆိုတာစိတ်ထဲမှာကြီးလင်းပြီးတော့နော်ကြီးနေတာပေါ့ဘုရားကုံတရားကုံတန်ခါကုံအာယုံပြုယုံကြည်မှုတွေနဲ့စိတ်ကကြီးလင်းနေတာဟုတ်လားအဲ့ဒီကြီးမှုကိုလည်းပဲရအောင်ရှာရမယ်နောက်ဆုံးပါထက်တော့ဓမ္မဒတ္တနံနော်တရားကိုမြင်တဲ့ဉာဏ်အထုထိပ်ပြောရရင်တော့သစ္စာလေးပါးကိုမြင်တဲ့အတိညာပေါ့နော်၄မျိုး အနုယုံစေထမေတာဝီအဲ့ဒါတွေကိုပိုင်အောင်ကြိုးစားသင့်တယ်ဝါယမစိုက်သင့်တယ်လို့ပြောတာတတ္တမတတ္တင်စသီလင်စပတာရာဓမ္မတတ္တနနော်တိုက်တွန်းထားတာလေးမျိုးနော်သရတရားရယ်သီလရယ်ကြည်လင်မှုရယ်တရားသိမြင်မှုပညာရယ်ဒီလေးမျိုးကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဖះဆုံးမကိုအောက်မေ့အမှတ်ရပြီးတော့ကိုယ်တန်တာမှာပြည့်စုံအောင်ကြိုးပမ်းအထောက်အထည်နေလို့အဲ့ဒါဥက္ကမချီကိုဟောတာဟုတ်လား ဒါကြောင့်ဒီကနေ့ဆွံ့လို့ရတဲ့ပုံကိုယ်တွေနော်ကိုယ့်ရဲ့အလှလေးနဲ့ပတ်သက်ပြီးတော့ကိုဟာစာကဥစ္စာယတနာပစ္စည်းကိုနောက်ရှုဆောင်လိုက်ရတယ်ဆိုတဲ့အတွေ့လေးနဲ့ဝမ်းသာရမယ်ကျေနပ်ရမယ်ပေါ့နော်အဲယောဂီတို့အနေနဲ့လည်းပဲအော်ဘဝမှာတကယ်တန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းတွေဆိုတာဒါတွေပါလားလို့တစ်ချိန်လုံးကတော့ကြိမ်ဖန်များစွာဒီအကြောင်းအရာတွေကိုသိခဲ့ပြီးသားပါပဲဒါပေမဲ့အခုထပ်ပြီးတော့သိလိုက်ရတော့ကောအကျိုးမရှိဘူးလား ရှိတာပဲเนาะအမှန်တရားဆိုတာဘုရမရိုးသွားတယ်လို့မရှိဘူးဥပ္ပိုလ်ပြီးတော့အားကောင်းလာအောင်ဘုံဘုံတို့ကစူးစမ်းအထုတ်ရရောက်တယ်ဟုတ်တယ်မဟုတ်လားအော်ဒါမှတကယ်တန်ဖိုးရှိတဲ့အရာလို့เนาะတီးတော့တီးဘူးသားပဲသို့တော်လည်းပဲအခုထပ်တီးလိုက်တဲ့အခါအတိရမှဖြစ်သွားတော့အားကောင်းသွားတယ်ပို့သွားတယ်ဒါမျိုးလေးတွေကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်တရားနာခြင်းကြောင့်ဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေเนาะလှူလို့တန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေ ကုသိုလ်ကောင်းမှုတွေကိုမိမိတန်တမ်းမှာဖြစ်အောင်ကြိုးပမ်းအထောက်ကြရတယ်။ဤကုသိုလ်ကောင်းမှုအရှုတရကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထောက်ချောင်မျက်မှောက်ပြုပရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း။